မင်္ဂလာပါကျွန်တော် CDS ကွန်ပျူတာနေတင်ပြပေးပါရစေအခုကျွန်တော်ရင်ဟောပြနေတာက method နှမျိုးကြောင်းပြောပေးတယ် class method နဲ့ object method ဒီမှာဆိုရင်တို့ object bound method တွေပြီး set parameter ပိုင်းတမှာ set parameter ပါတာဘာလို့ခေါ်လဲဆိုရင် object method လို့ခေါ်ဟုတ်ပြီကျော်ဒီတော့ဘာအောင်သွားမလဲဆိုရင် constructor method ပါမယ် what is a constructor construct construct ဆိုကြ construct ဆိုတည်ဆောက် construct ဆိုတည်ဆောက်တဲ့ကောင်အဲ့ဒါကျွန်တော်တို့ကကျွန်တော်တို့ကဘာ create လုပ်လိုက် ကျန်ဝမ်ဖိုင်လေးနဲ့ကျွန်တော်ဟိုဒီဒီကနာကိုစစ်ပြန်ကျွန်တော်နှစ်ခုလောက်ထားဒီဘက်ကဟာဖိုင်နေရဒီဘက်ကဟာဖိုင်နေ share တယ်ရအဲ့နောက်ကျွန်တော်မောင်း create လုပ်ရတယ် class ကို create လုပ်ရတယ်ပြန် DIR နဲ့ဟော DIR နဲ့ကျွန်တော် my home ဆိုတဲ့ class ကိုဘာအောင်လဲကြည့်ပါထူးလေကျွန်တော် class ကို create လုပ်လိုက်တာဒီ default automatic ဖန်တီးပေးထားတယ်ဘာတွေရှိလဲစ method တွေရှိ default နော်ဒါကျွန်တော် auto open color တွေ auto open တွေဒါလည်းကျွန်တော်တို့ကိုယ်တိုင်ဖန်တီးလိုက်တယ် ားထဲကျွန်တော်တို့ underscore တွေဝန်းရံထားတဲ့ပုံလေးကျွန်တော်တို့ကိုယ်တိုင်ဘာမှမဖိုက်တည်လိုက်သူကိုယ်တိုင် create လုပ်ပြီးအဲ့ထဲမှာမှာတခုပါဝင်ဖြစ်တာဘာလဲဆိုကျွန်တော် image methods ဒီ image ဒီပါလေဒီ image ဒီတခြား language တွေနေလည်းပြောမှာစဒီ image ဒီ constructor ပဲ constructor method ကိုနော်ဒီ image တွေဒီကိုဘာမှ class group မှာဒီ image ကျွန်တော်မရေးမှန်းတဲ့သူပါဆိုတော့သူပါ automatic ပိုင်းသွားမှာလို့ပြတာ create လုပ်ပြတာအလကားတော့ပြင်မလို့လုံလုံးလုပ်ပြတာဘာဖြစ်လို့လဲ constructor method တီး ကိုဒီဟိုနာမည်လေးအတူပေါ့ကြာအင်းနဲ့ဆိုတာ initialize အင်းရှာကြိုတင်ပြီးတော့တန်ဖိုးထည့်ပေးလိုက်တာဟောကျွန်တော်ဒီမှာဆိုရင် window size 0ကာလာမမထင်တာအေးကိုကျွန်တော်ကစေးအောင်ချင်ရမယ်မင်းစောင့်ပြီးမှ object စောင့်ပြီးမှလို့ပြင်ထင်တယ်ဒါမှမဟုတ် object စောင့်ပြီးမှစောင့်ရင်းတန်းလေးနဲ့မှအယောင်ရွေ့ရေးဟောဟုတ်ကဲ့ပုံတင်တက်မှမထားအရှင်းလို့ခုခုကျွန်တော်က object စောင့်ချင်နေဆိုရင်ဒီ auto open ကတော့ခေါ်လို့ရအောင် auto open ဒီမှာ class name နဲ့ခေါ်လို့ရတယ်ဟောကတော့ object name နဲ့ခေါ်လို့ရအဲ့ကျွန်တော် ဒီဒီ file နဲ့ကိုကျွန်တော်ရေးပေးမယ်เนาะအော်နည်းနည်းတော့မျက်စိမရှုံမှခံရအောင်ကြောင်းတဲ့ကျွန်တော် create လုပ်လိုက်ဟုတ်ဒီဘက်ကနေပဲ create လုပ်အောင် object ဆောင်းမယ်တန်းဒီဒီဘက် inner star နေပါမယ် object ဘယ်လိုဆောင်းမလဲဆိုရင် and my home my issue and home right my home view and what and my home view and ဒီကွယ် object ဆောင်းပုံဆောင်းနေပြောမယ်နော် close page နေကြည့်ဟို id ရဲ့အထာနော်ကာဆာဒီနာကြားနေတဲ့ချိန် ဘာတွေရဲလို့ရတယ်ဆိုတော့သိကျင်တယ်ဆိုရင် control speed နဲ့တို့ပြအဲ့တော့ဘာတွေလုပ်လို့ရလဲဒါမှမဟုတ်ဒီဟို ID ရတာတော့ဒါဆိုတော့တချို့ဒါတော့ကျွန်တော်သူ building ပါတယ် ID ပေါ့နော် ID ID ရဲ့လုပ်ပေးထားတယ် support လုပ်ပေးထားတယ် function လေးအဲ့တော့ VS code တို့ attend တို့ evidence တို့ navigation တကယ် professional သုံးတဲ့ point plan တို့ ID တွေပါဆိုရင်ဟောဒီနောက်ပုံစံတွေပါအောင်အဲ constructor လောက်မှာလာမျိုး object ဆောင်မှာတခါလေးပါဟုတ်ဟုတ်အဲ့တော့ဒါတော့ကျွန်တော် โอเค my home ဆိုတာ my sorry ဆိုတော့ home ဆိုတော့မဟုတ်ဘူးဒီ OU ရဲ့အဲ့ဒီအောက် my home ဆိုတော့ကျွန်တော်ဒါလေးနဲ့သွားတယ် present this is လေးနဲ့ပါတော့လိုက် object ဆောက်လိုက် present this is လေးနဲ့ object ဆောက်လိုက်တာဒီပဲကျွန်တော် my home p1 ဆိုတဲ့ variable တွေကိုဒီ my class my home class ပဲဆိုတော့ပါတော့လိုက် construct လုပ်လိုက်ဒီဆောက်လိုက်ဒီတော့ဒုတိယနေ့ကျွန်တော်တို့ပါလို့လိုက်ညံပြီးတော့ access လုပ်လို့ရသွားပြီဟုတ်ကဲ့ကဲဒီကောင်မှာ running copy ကြောက်ပြန်တော့ okay နာကောင်။ဒါကျွန်တော် my home view ဆိုတော့ဗာရတယ် object ကိုရ။ကျွန်တော် see ကျွန်တော် we အထက်မှာကျွန်တော်နေ my home dot ကဲမကျွန်တော်တို့ဟာ site မှာ window site ကိုငါပြင်နေတယ်ကွာ။ window site ကိုကျွန်တော် access လုပ်ချင်နေဆိုရင် window site အဲ့ငါက window ဒီထဲမှာပတ်နေတယ်ကွာ။အားမလုပ်ချင်တယ်ကွာ။အဲကျွန်တော်လက်မှာငါ့ဘေးပတ်နေလုပ်ချင်တယ်ကွာ။အဲအဲ့ဆိုတော့ဒီ window site ကိုတတ်ထုတ်ကြည့် my home view က window site ကိုကျွန်တော်ဘာဝင်လာရော data file ဝင်လာအဲဒါကြောင့်ကျွန်တော်တို့ဒီလိုနှမ်းပြီးတော့မလုပ်လိုက်တာ access လုပ်လိုက်တွေ့လားဝင်လို့ပထမ default က0ဒါပေမဲ့တခါတယ်နှမ်းပြီးတော့ access လုပ်ရတယ်0အဲအဲ့ဒီလို access လုပ်လို့လည်းမလုပ်လို့ရတယ် method တွေဆိုတဲ့လူဟော object name ကနေ dot ခံ dot notation ခံလို့လက်ခေါ်လာလက်ခေါ်ပဲ two method တွေပါလို့လုပ်ရတယ်တုံးလို့ရတယ် okay ဒီကကျွန်တော်ပြောမှာကစောက်တဲ့အချိန်မှာ declaration this is လေးပါနေတာပေါ့ method ရဲ့ဘော်ဒီဟာဒါကိုဘာအောင်ယူလုပ်နေတာလဲဆိုဒီ image method ကိုယူလို့ effort ပေးနေမှာလေဘာမှမဟုတ်ပါကြည့်စမ်းတော့လားဘာရှင်းပြောင်းမဒီကလပ်ကိုဘာရှင်းပြောင်းလဲကျွန်တော် innis method လေးထည့်ပြီးတော့လို့ innis method ကဘာလို့ရတာလဲဘာလို့အရေးကြီးရတာလဲဟုတ်ကဲ့ကြည့်မယ် d method ဖြစ်တာပြောတဲ့ def နဲ့ပါမယ်ပြီးတော့ innis d domain college sorry ana school နောက်ခုဆက်ပြီး in id innis ana id sorry innis နာမည်ပြောရမယ်နော်ကြိုက်တဲ့ pai nu mai are regulile sau cum se numește amenda de bavel. NSP. NSP. Apoi NSP, de la dați ni lor bani, bani de creier lor. NSP mandat cu jo. Creier lor, da NSP mandat e construit amenda e nebe de undă. Ok. Cine? Ai nevoie de o balon bine. NSP mandat dai ni le. NSP mandat dai ni le, jaro. Sus para, azi. Sus para mi da bani. Sus. Sus para mi da de bori ari, jaro. Um, Java nane menu bine, singur, this ne tu. ဆက်ဆိုဒီဒီကောင်းကြီးကိုပို့တာပြန်ပြီဒီ my home ကိုပို့တာတယ်အဲ့တော့ကျွန်တော်တို့ကဒီထဲမှာတစ်ခုခု access လုပ်ခြင်းနဲ့ဆိုရင်ကျွန်တော်ဒီထဲမှာအဲဘာလဲငါကလုံးထဲလာမလား window side window C ကျွန်တော်တို့ကဘုံလုံးစီလိုက်မလို့ငေးလာတော့လက်တန်းရပါဘာ ID မှာတော့ပါကျွန်တော်ဒီထဲမှာကျမ်းမှာပြည့်ဟုတ်မလား window side ထင်နေပြီးတော့ပါရမီတာတော့ဒီကနေလမ်းကို access လုပ်ကာလာထည့်အေး okay မလား window side ကာလာနာမည်ကျတဲ့တူအောင်ပေးဒီမှာ နမဲတူပေမဲ့ကျွန်တော်တို့ဘာမတူတော့ဘူးနော်ဘာမတူတော့ဟွာ block မတူတော့ဒါဒီ class ရဲ့ block ဒါဒီကျွန်တော်တို့ image constructor ရဲ့ block okay မနော်အဲ့ဒါက window site ထဲကိုကျွန်တော် default parameter ထည့်ကြည့်မထည့်လည်းရတယ်ထည့်လည်းရတယ်နော် default parameter မထည့်ဘဲထားရင်တော့ဒီ parameter တွေမထည့်မနေရအောင်ထည့်ရ image parameter okay မနော်ဟုတ်ကဲ့ကျွန်တော်အဲ့ဒါခေါ်လိုက်အဲ့ဒါခေါ်လိုက်တော့ ဒီ initial level တွေမတော်တယ်မှာဘာရင်းမှာလဲခင်ဗျာကျွန်တော် assessment တော့ဒီ window တော့ကျွန်တော်တို့ရရ object ဆောင်ပြီးတည်းနဲ့မြောက် my home dot object ကိုဆို object name နဲ့တော့ dot ခံပြီးတော့လမ်းပြီး assess လုပ်ပြီးမြင်ကျွန်တော်တို့ရေးနေတယ်စုပ်ဖိုင်နေမှာတော့ self နဲ့သွားတယ်ဟုတ်ဘယ်လိုလုပ်မှာလဲဒီဟာကိုသွားကြည့်နာမည်တူနေတယ်လို့ window dot site window dot site အဲ့တော့ website ကိုယူမှာလဲဆိုတော့ခွဲခြားချက်ကိုဘယ်ကောင်ခွဲပြီးလဲဆို se ဒါ self ရပါမယ် set dot ကိုတစ်ချက်ကြည့်လိုက် set dot do i and do the one go s SI SI is just the exact of set of size equal of a how you mean it down on you mean it grow C grow we get မတူလားတရားဒီကျွန်တော် constructor တွေကထည့်ရမယ်ထည့်လိုက်မဲ့ tempo ကြီးဒီထဲမှာလာနေမယ် color နဲ့လို့ကာနာလေးဆိုလို့လို့သွားလို့ SV and set dot C C O N O R color equal ဘယ်ကကာနာလဲဒီ parameter တွေကကာနာလဲ okay ပထိုးပြည်ရောက်ကဲအဲ့ဆိုဒီ ANS မှတ်တယ်နာမည်တော့ ANS ကျူတင်ပြီးတော့တန်မိုးထင်ပဲကော့စတနာဆောင်းလိုက်တာလေကော့ချက်ဆောင်းလိုက်တယ်သူဘာလို့လဲတန်မိုးကျူတင်ကဲတော့ဒီကောင်ပြန်ပြီးတော့ဆက်ပြီးတော့ class creation ပဲဗောနော် class creation ကိုကျွန်တော်ပြန်ပြီးတော့ version ပြန်တော့ prove ကိုထိုးပြီးကိုထိုးကတချက်တည်းနာဒီဘက်က index နဲ့ဘက်က element ရွေးနေပါလား drop ကိုရွှေ့ပြီး pn နဲ့ပြန်ရွှေ့ပြီး df ကိုလည်း class နဲ့ပြန်ရွှေ့ပြီးဒီ class sorry ဟုတ်မလား DF ကိုလည်းကျွန်တော်တို့က class ရဲ့နေပယ်ကိုပြန်ရွှေ့ပေးဒါ industry တော့တတိထားပြီနော် by my industry တော့ပြင်းနေပြင်းနေကျွန်တော်ဒီကောင် self contain sorry self window ဒါဒီတော့ sorry 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 အဘိစပီနော် DF ဒီ DF ရဲ့ level ကအဲ one index နေပယ်တော့မလွတ်စီနေဘူးဒါကျွန်တော်တို့ find ရဲ့အဓိက growth just ဒီ app ကိုခြံနေကြတယ်။ index ရနေပဲတော့မလို့စီနေကြမျက်စိလည်းမရှမ်းမိနေတာဒါကျွန်တော်တို့ပိုင်းလို့ share တယ်မှာကျွန်တော် class ကိုပါရှင်းပြလိုက်။ဘာပါလဲ constructor default ပါတာပြန်တော့ default constructor မဟုတ်ကိုယ်ပိုင် constructor လုပ်လိုက်တယ်။အဲ့ဒီတော့ကျွန်တော်တို့ဒီလိုနေသွားပြီး object ဆောက်လို့မရဘူး။အော်ပါပြီပါနေများထည့်ဦးလေ။ Okay အနာအနာချက်ထပ်ခေါ်။ဒါရင်းတော့ my home ဆိုတဲ့ class တစ်ခုပြန်ပြီးတော့တည်ဆောက်။ Critical ကျွန်တော် object သွားဆောက် ော်ပြီဒီပုံစံဒီပုံစံဟိုဒီပုံစံမျိုးရိုက်မှာကွာလိုက်လို့တဲ့လို့ရိုက်တက်လိုက်လို့တဲ့ဟိုအန်နာခေါ်ဟုတ်မရတော့ why တိုက်အာမင်တိုင်းမှနေတယ် image message 2တော့ကွာရတဲ့ post တွေဟုတ်ပေါ့ကျွန်တော်ထည့်တာက3ခုပဲလူလူလည်းမနှခုဒီ set ဒီကိုထည့်တယ်မလို့တော့သူထည့်ပါနော်ပါမယ်နှခုတော့ window size နဲ့ color နဲ့ခဲ့ဆိုကျွန်တော်ပြင်ပြီးတော့ပါရှင်းပြအောင်ခရော save ခရော quick okay ကိုတို့စီကိုတို့ဒီချိန်ဒီမှာကြည့် my home ကျွန်တော် and i call my home ဟုတ်ပြီဒီလေနော် my home ကိုဝါလုံးမယ်သူသိရအောင် my home အဲမှာကြည့်ဟင် window size ကလာဆိုတော့ဒီမှာမြင်ရနော် window size နဲ့ကလာနဲ့ဒီမှာဘယ်လိုလဲနော်လိုတယ်လို့သူပြောနေတယ် okay as you know window size ကလာဒီနာမည်နဲ့တိုက်ထည့်လို့လည်းရကိုကဲကောင်းငါဟောင်း window size ကိုကြည့်ကြည့်ထားမယ်ကွာငါဒီနေ့မှမရှင်းရင်းကောင်းတယ်ကွာစဲပြီးပတ်လိုက်ထားမယ်โอเคကောမှာကာမှာဘလာထားမယ် ဟိုဘလူး PNG ဘလူးအပြာရောင်လေးထားမယ်ကွာโอเค Panacon နဲ့ကွာကဲ default consumer လုံးရတယ်မရတော့ကိုကိုစောင်းထားတဲ့ class D blue object စောင့်ချင်လဲဆိုတာကို background ဆုံးဖြတ်ပေးတယ် image မတက်ကဆုံးဖြတ်ဘလူးတန်ကိုထည့်ပြီးစောင့်ချင်လဲတော့ image မတက်ကဆုံးဖြတ်ပေးတယ်โอเคမလားကဲ Anacon လာမယ်ဒါကြီးကျွန်တော်ပါရပါဒီဒီထဲကိုဒီ window size ထဲကိုကျွန်တော်တို့တန်းထည့်လို့ကာလာထဲကို blue ထည့်လို့ object store ရတယ်ရပါတယ် โอเคมั้ยล่ะโอเคเตยจริงเนี่ยที่เราโปรินท์ทุกทีเนี่ยเวอร์ชั่นตะคู่จะเปลี่ยนเนาะดีดีอ่ะดีตัวไว้เราลงไว้เปลี่ยนได้มั้ยล่ะลงไว้เปลี่ยนได้มั้ยไอ้เราคลาสครีเอทโหลดไปพี่เราออบเจกต์โหลดออบเจกต์เนี่ยดีกว่าไม่ย่าเราคุณเราดันโหมดแทย่าเรามั้ยเอ่อ test comma เนาะ bnu blue bnu blue อ่ะอย่างสุดแล้วท่าได้โอเคทีนี้มาเราบาลิเทมเลย init เทมอ่ะ init เทมมาไม่ใช่ไปในเรา auto open เนี่ยมายกขึ้นเลย auto open နဲ့မှာရောတယ် auto open နဲ့ကနေလမ်းပြကျွန်တော် access လုပ်ကြည့်မယ်ဟုတ်နော် mo auto open နဲ့မှာရော object ဆောင်ပါတယ်ဒီထက်ကျွန်တော်လမ်းပြ access လုပ်ကြည့်မယ် print ဟုတ်နော် pr နဲ့ print မောင် print လုပ်ချင်တယ် pr နဲ့ print အဲ window site w site ပေါ့လေဆိုင်ဆိုင်ဆိုင် is ဝင်ဝင်ဆိုင်ကကျွန်တော်မအောင်လို့ချင် plus ခံလို့လည်းရတယ် comma ခံလို့လည်းရတယ်ဒီမှာ plus လို့ပဲကျွန်တော် strand set ကြည့်တယ်ဒီကဟောဗျာ onus sorry comma နဲ့ခံလာဟုတ်လား onus size ကိုကျွန်တော်လမ်းပြီး estimate တက်ကနေပါ cluster ကိုလမ်းပြီး assess လုပ်ကြည့်အဲ့ဆိုဘာခံရလဲ set ခံရတယ်ဟုတ် set မခံရင်မရအဲ့ဒါလေးတတိခံနော် set တော့ win okay ကိုတို့ c ကိုတို့ဝေး okay မနော် okay ပြီးနောက်တစ်ခုနောက်ထပ်တစ်ခုဒါဒီကျွန်တော်တို့ဒီ Python ရဲ့ class Python ထူးခြားချက်ကိုတော့ခုဝင်ဆိုင်ပေါ်တော့ဝင်ဟုတ်ကာဟုံးကာဟုတ် search တော့ပါလေကာလာကာလာနှမ်းရကျွန်တော်ပါလေ access လုပ်ဟုတ်ကဲ့အဲ့ဒီတော့ဒီကောင်ဆစ်လိုက် run module ဒီကောင်ကြီးဟာညွတ်ညွတ်ကြဲကြဲလောလောရာဒီကောင်ပိတ်လိုက်တော့နော်ပြန်ပြီးတော့ run module လို့လိုက်ဟုတ်လားကျောင်းကွာမဲ့စောက်တာနော် object ပဲဒီမှာ magic တစ်ချက်ကြီးဒါဆိုဒီ print ထွားမှာဘာဖြစ်လဲကျွန်တော် object ပဲစောက်တာဟုတ်စောက်တာတော့တစ်ချက်စောက်မယ် object တစ်ချက်စောက်မစောက်ဘူးတော့ import တစ်ချက်လောက် analytic ခိုင်ခိုင်ပြီးကျောင်းဒီကနေ import နဲ့ဝင်လိုက်မယ် i am few t import import table create object created c r e a t created object ဒါဆိုကျွန်တော် object ဆောက်တယ်နောက်တစ်ခု symbol ခံခံပြီးကျွန်တော် enter လေးနဲ့သွားတယ်ဟုတ်လား enter ခေါက်လိုက်တယ်ဆိုသူဘာဆိုဘာဆောက်မလဲ object ဆောက်ပြီးကျွန်တော်တို့ row ပြီ command c a r c o object မှာ object ရဲ့ method ကိုခေါ်ရမှာအမီ t h o d method okay ဟုတ်လားနောက်တစ်ခုနောက်တစ်ခုကျွန်တော်ဗာရေးမလဲဆိုရင် ရနေမှာ comment တစ်ပါးခေါ်မလဲဆိုရင်တော့ wifi resource ကိုလည်းပြော access လုပ်ချင်အစလုပ်ချင်တဲ့ my home view အနေနဲ့ object နေရနေတွားရမယ်အဲ့ဒီပုံပဲဒါဒီ object နဲ့တကူလို့စပြနေကြည့် define လာတူပါရမ်း wifi access ကိုတော့ဘူး and wifi access ဒါကကျွန်တော်ကလိုက်ထည့်တာနော်ကိုထိုးပြီဆိုရင် wifi access ကိုလမ်းကောင်းကဲ run module ကြည့်မယ် sender error ရတယ်တခြားကြည့်နော်ကောင်းတဲ့ wifi and an internet does not match other internet အဲ့ဒါဒီမင်းကြီးကိုကြည့်ဘယ်ဟာမင်းကြီးလဲလိုက်ရှာကြည့်ဟုတ်တယ်လေ internet မင်းကြီးကိုအဖြေတွေ့တယ်လေကျွန်တော်နမောနမောသွားလို့လာဟောဒီမှာကြည့် inbox တိဒီဘက်ဘေးကိုကန်ညာအဲအဲ့ဒါတော့နော် continuous code ချင်းနေပိုင်းကမှ id ချင်းနေတော့တတိ id ရေတော့ id ကကိုင်းနေမှာဟုတ် okay မပြောင်းသေးလိုက်ရှာလာမှာနော်ဟုတ်ပြီနော်ဒီဘက်ကြီးအဖြေတွေ့ပြီဒီဘက်ကြီးရေးနေအောင်တန်းတန်းဖြေလေးတတိကျွန်တော် save ရပြန်အောင်ပြန်တက်ဒီမှာဘာဖြစ်လဲဒီဘက်ကြီးကြည့်လိုက်ဒီဘက်ကဟော ဒါကာလာနေဝင်နေဝင်နေမှာ sub 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 အော်အော်ဒီမှာဒီပရင့်နေမှာဒီမှာ best page လေးပါဖြစ်ပို့နေတယ် like page ပါ TV ရိုးလေးကြည့်လိုက်ဟောအဲ့လိုလေးတော့တရှိရမယ်နော် best page ပါပို့နေတာတွေ့လားဒါကျွန်တော်တို့ find တော့မှာ intention အရေးကြီးတယ်ဆိုတာကိုကျွန်တော်တို့ဒီမှာ error လေးကကျွန်တော်တို့မလုပ်ရဘူး3 page ဒီ level right level အော် create object အဲ့ import နဲ့ခဏရက်ပါ object ကတော့ create လုပ်ပြီးသားနော်ပြီးတော့နောက်တစ်ခု sorry class create လုပ်ပြီးတော့ create object object ကို create လုပ် anna call ဟုတ်လား object create ပြီးတော့ call wifi access dependent တဲ့ wifi source ကိုလမ်းလျှောက် set အိုးတွေ့လား wifi connect တဲ့ window size တန် home guys blue okay အဲ့ဒါကိုကျွန်တော်ကဘယ်ထဲမှာလုပ်လိုက်တာလဲဒီ ten parameter constructor နဲ့ပါပါကျုပ်ပြီးတော့ initialize အားလာတယ်။ data ကိုကျုပ်ပြီးတော့ဒီမှာ data member တွေဒါတွေ data member ဒါကကျွန်တော်နမူနာအနေနဲ့ဒါပါပါ variable လေးအနှစ်ခုရဲ့သုံးပြတယ် class ကြီးရင်ကြီးတယ်လို့ကိုယ့်ရဲ့ရည်ရွယ်ချက်ကြီးရင်ကြီးလို့ကိုယ့်ရဲ့ lowest performance customer requirement နဲ့များတော့ဖန်တီးရ class တွေခွဲခွဲပြီးတော့ဖန်တီးရမယ်ခွဲခွဲပြီးတော့ဖန်တီးရမယ်ဒီမှာ၅ခုလေးနဲ့၁၀ခုလေးဖြစ်နိုင်တယ်ဖြစ်နိုင်နေတာကိုကျွန်တော်တို့က data နဲ့ self load နဲ့ handle လုပ်ချင်နေဆိုရင် adapter database constructor ထဲမှာသွားပြီးတော့လုပ်တယ်ပြီးကျွန်တော်တို့တခါလေးရုပ်ရင်းသားနေရာများတယ်တချို့က data structure နဲ့ access load တယ်ဟုတ်ဒါမှမဟုတ် adapter database sub set ဒီကြားရလုံးလို့ဆို set dot set dot နောက်ဆို window side window side တူနေနောက်ဆိုဘယ်ကြီးပဲ knowledge တူရတယ်ဒီမှာဆိုနာမည်တူနေတယ်နာမည်တူနေမယ့်ဘာမတူဘူးတော့တယောက်နဲ့တယောက်မမြင်အောင်ဒါပေမဲ့ဒီကောင်ဒီ class osu ရဲ့နေပဲဒီ df ကလည်း class osu ရဲ့နေပဲဒါပေမဲ့ဒီ window side ဒီ df ထဲမှာ class ထဲမှာဒီကောင်ရင်နေပဲဒါပေမဲ့တယောက်နဲ့တယောက်ချန်ခတ်တာမမြင်အောင် okay နော်အဲ့ဒါကိုကျွန်တော် program လေးပါလို့ခေါ်တယ် block scope ဟုတ်နော် variable scope မှတ်ထား Okay thank you ပြန်နောက်တစ်ခုငယ်ကျွန်တော်တို့ cost တာ cost တာနဲ့ဆက်လိုက်နော် non calendar ဘယ်လိုဆက်တော့ Okay thank you